ားလုံးပဲမင်္ဂလာပါ။ Young Nolly Share Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေဒီကောင်းချပါရလား။ရှိခဲ့ဗီဒီယိုတွေမှာလက်တလော့ဖြစ်နေတဲ့တရုတ်နဲ့ဂျပန်အကြောင်းရယ်၊ဂျပန်ဘက်ကအစ်ပြင်ဆင်မှုတွေအကြောင်းရယ်၊တရုတ်စစ်တပ်ရဲ့အဆင့်သာရှိပြီးတော့မှအရှင်းမရှိတဲ့လက်နက်တွေအကြောင်းကိုကျွန်တော်ပြောခဲ့ပြပါရစေ။ဒီဒီခါမှာတော့ဂျပန်တွေကတရုတ်နဲ့ပတ်သက်ပြီးကာကွယ်ဖို့အတွက်အထူးထုတ်လုပ်ထားတဲ့ဂျပန်လက်နက်တစ်ခုကိုကျွန်တော်တင်ဆက်ပေးတော့မှာပါ။ တရုတ်လို့ကျွန်တော်တို့ခေါ်ကြတဲ့တရုတ်ပြည်သူသမ္မတနိုင်ငံဒါပေမဟုတ်တရုတ်ပြည်မှာကြီးမာကအိမ်မက်တစ်ခုရည်ရွယ်ချက်ကြီးတစ်ခုရှိပါတယ်။ဒါကတော့အင်အားကြီးမာရေးအတွက်လိုအပ်တဲ့စစ်အင်အားတိုးရှေးရေးအိမ်မက်ပါ။ဗီဂျင်ဘက်ကဒီလိုအိမ်မက်ရှိသလိုပဲတကယ်လည်းလက်တွေ့အကောင်တွေဖော်ပါတယ်။ရှီကျင်းပြတ်တက်လာတဲ့လွန်ခဲ့တဲ့ဆီစုနှစ်တစ်ခုကျော်2013လောက်ကစပြီးတော့မှစစ်အင်အားတိုးရှေးတာတွေကိုလွတ်လာပါတယ်။ဒီလိုအင်အားတိုးရှေးတာကတရုတ်ရဲ့ရည်မှန်းချက်ဆိုပေမဲ့တစ်ဖက်မှာလည်းဒေသရင်းနိုင်ငံတွေအတွက်စိတ်ဆောင်မှုကြီးအနေနဲ့ဖြစ်လာပါတယ်။ အမေရိကန်ကာကွယ်ရေးဌာနရဲ့စုံစမ်းမှုတွေအရဆိုရင်တရုတ်ကသူ့ရဲ့တပ်သားတွေအတွက်နှိပညာနဲ့စစ်သုံးပစ္စည်းတွေပုံမအဆင်မြင့်တင်ပေးလာသလိုပူပေါက်လေးကျင်းတာတွေလည်းခက်စိတ်စိတ်ဖြစ်လာပါတယ်။မဆိုင်တွေကိုလည်းဘီဂျင်းကအရှိန်မြင့်ထုတ်လုပ်လာပြီးတော့မှအဓိကအနေနဲ့ဆိုရင် hypersonic မဆိုင်တွေကိုစစ်ပွဲအခင်အကျင်းအသစ်တွေအတွက်ရည်ရွယ်ပြီးတော့မှဖန်တီးလာကြပါတယ်။ပင်လယ်ပြင်မှာဆိုရင်အကြီးမားဆုံးရေတပ်ဆိုပြီးဖြစ်လာအောင်လုပ်နေပါတယ်။တင်ပေါ်တဲ့ရင်ကုန်တင်ပေါ်ပေါင်း390ကိုပိုင်ဆိုင်လာသလို2025မှာဆိုရင် တုံးစင်းမြောက်လျင်နဲ့တင်ပေါ်အစ်စ်ကိုပါရေရှားနိုင်ခဲ့ပါတယ်။လျင်အရေအတွက်မှာတော့တရုတ်ကအရင်ကထပ်ပို့ပြီးတော့မှတိုးလာနေတယ်လို့ပြောရပါမယ်။ဒီနေ့ထိမှတော့မှကိုပြောင်းလျင်တွေစံတပ်ပြန်တန်းပြတာတွေကိုမြင်ခဲ့ကြရပါတယ်။ကိုပြောင်းနည်းပညာပါတယ်မဟုတ်ပဲဒရုန်းနည်းပညာကိုပါအင်တိုင်းအာနိုင်နဲ့ကိုထုတ်လုပ်စမ်းသပ်နေတာတွေကိုလုပ်နေပါပြီ။ဘုံကျဲလျင်မှာဆိုရင် ASAT အမျိုးအစားနျူကလ িয়ার ဘုံကျဲလျင်ကို2019မှာလူမြင်ခွင့်ရှိထုတ်ပြနိုင်ခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဌာနကတော့တရုတ်ဟာအနောက်နိုင်ငံတွေရဲ့လက်တက်ကို အမြင့်ဆုံးအမိလိုက်နေတယ်လို့ပြောခဲ့ပြုပါတယ်။တရုတ်ရဲ့အင်အားတိုးရှင်းမှုကအနောက်နိုင်ငံတွေရဲ့အမြင်နဲ့ဆိုရင်ထင်ထင်ရှားရှားကိုတည်တာပါတယ်။အမေရိကန်ရဲ့စစ်အင်အားကိုအမိလိုက်နေတယ်လို့အများစုကမြင်တတ်ကြပါတယ်။တကယ်တမ်းမှာတော့တရုတ်ရဲ့ရည်မှန်ချက်ကလက်ရှိမှာအမေရိကန်ထက်သူ့ရဲ့အနာဂတ်ဒေသတွင်းကိုပဲရည်ရွယ်နေပါတယ်။အမေရိကန်ကိုတိုက်ဖို့ဆိုတာတရုတ်ရဲ့အနာဂတ်စိတ်ကူးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လက်တလောမှာတော့အင်ဒိုပစိဖိတ်ဒေသကိုပဲသူ့ရဲ့ရှင်နှန်းတွေရောက်အောင်လုပ်နေတာပါ။ ဒီနေရာမှာဘေကျင်းအတွက်စူးညောင်းခလုတ်ဖြစ်နေတာကတခြားတော့မဟုတ်ပါဘူးဂျပန်ပါပဲတရုတ်ကဘာလုပ်နေသလဲဆိုတာကိုတိုချိုဘက်ကမြင်ပါတယ်မြင်တဲ့အတိုင်းပဲထိုင်ကြည့်နေတာတော့မဟုတ်ပါဘူးတရုတ်ရဲ့အင်အားကိုတင်ပြနိုင်ဖို့အတွက်ပြင်ဆင်တာတွေကိုလည်းဂျပန်ဘက်ကလုပ်ပါတယ်တရုတ်ရဲ့အင်အားတိုးရှိလာမှုအပေါ်မှာဂျပန်ရဲ့တုံ့ပြန်ပုံကသူ့ရဲ့လက်နက်နည်းပညာကဏ္ဍမှာရန်နီမြုံနယ်တာထဲမှာနောက်ပြီးတော့ဂျပန်ရန်နီမြုံနယ်လိုက်တဲ့လက်နက်တွေကအင်ဒိုပစိဖိတ်မှာရှေလန်းရှားကျင်နေတဲ့တရုတ်တပ်တော်အရှိန်ဆောင်မှုပြန်ဖြစ်လာပါတယ် ီလက်နက်တွေထဲမှာတစ်ခုကတော့အအောင်မြင်မြင်နဲ့ဆန်းသက်ပြီးသလိုပင်လီပြင်မှာလည်းတက်ဆင်ထားနိုင်ပါပြီ။တရုတ်ရဲ့ hypersonic missile အနေနဲ့ကိုလည်းဒီလက်နက်ကကောင်းကောင်းကင်တွေနိုင်မယ်ဆိုတဲ့အမြင်တွေကိုပါကြားလာရပါတယ်။ဒီလက်နက်ဆက်သက်အောင်မြင်ပြီးတဲ့နောက်မှာတရုတ်ကိုတင်ပြနိုင်တယ်ဆိုတဲ့နိုင်ငံကသူနဲ့မဝေဘူးဆိုတာကိုတတိပေးခေါင်းလောင်းထိုးလိုက်သလိုပါပဲ။စစ်စွန်းနေနေရှိပြီးတော့မှဆန်းတန်းနေတဲ့အမေရိကန်ကတော့အောင်အောင်မြင်မြင်နဲ့မလုံနိုင်သေးတဲ့အချိန်မှာဂျပန်ကတော့လုံနိုင်ခဲ့လို့ဘေကျင်းအတွက်ရောတကဘာလုံးမှာပါအင်အားသင်းစရာတွေဖြစ်တော့ပါတယ် ဒီတော့ဒီလက်နက်ကဘယ်လိုလက်နက်မျိုးလဲဟုတ်ပါတယ် Reagan လို့ခေါ်တယ်လျက်စစ်တန်လိုက်ဆွင့်ရင်လည်းပြစ်နိုင်တဲ့လက်နက်တစ်မျိုးပါပြီးခဲ့တဲ့ရက်မှာ Reagan အကြောင်းဗီဒီယိုတစ်ခုမှာအနည်းအချင်းကျွန်တော်ပြောခဲ့မှုပါတယ်အခုကတော့ဒီအကြောင်းကိုအကြေပြောမှာပါ၂023ခုနှစ်အောက်တိုဘာ6ရက်နေ့မှာတော့ဂျပန်တူလောင်ရေးနည်းပညာနဲ့ထောက်ပံ့ရေးအေဂျင်စီ ATLA ကသူတို့ရဲ့ X account မှာ ATLA ကဂျပန်ရေတဲရဲ့ပူပေါင်းမှုနဲ့ Reagan ကိုကမ္ဘာပထမဆုံးအဖြစ်တင်ပေါ်ပေါ်တင်ဆောင်ပြသက်ဆန်းသပ်နိုင်ခဲ့ပါတယ်ဆိုပြီးတော့မှတင်ခဲ့ပါတယ် အဲ့တော့ဒီတဲ့င်းကငါတို့စီမှာ hypersonic missile တွေကိုရင်ဆိုင်နိုင်မဲ့လက်နက်ရှိပြီဆိုတဲ့သဘောမျိုးပြလိုက်တာပါပဲဒီနေရာမှာမင်းကုန်းတွေကစပြီးပေါ်လာပါတယ်ဂျပန်ကကွေကြီးမှာ Reagan ရှိတာကဘလောက်အခြေပါနေတာလဲဒီလက်နက်ကဘာတွေလုံနိုင်လို့လဲတရုတ်ကဒီလက်နက်အကြောင်းသိတဲ့အချိန်မှာဘာလို့အင်အားသင့်ရတာလဲ Indo-Pacific ဒေသရဲ့ပထဝီနိုင်ငံရေးမှာဒါကဘလို့သဘောဆောင်တာလဲဒီနေ့မှာတော့အခြေတဝန်းပြောဖို့ကြံနေတဲ့ဒီ Reagan အကြောင်းအပြင်ဒါတွေကိုပါကျွန်တော်တင်ဆက်ပေးတော့မှာပါ ဒီတော့ပထမဆုံးအနေနဲ့ Reagan အကြောင်းကိုပြောပါမယ်။ Reagan ဆိုတာပါလေ။ Want to Engineer website မှာတော့ Reagan ဆိုတာကမ္ဘာ ARG စစ်တပ်တွေကရာစုနှစ်နဲ့ရှိပြီးတော့မှတိုးတက်အောင် လုပ်ကျင်တဲ့နည်းပညာလို့ပြောထားပါတယ်။ဒီနည်းပညာရဲ့စိတ်ကူးကပြင်သစ် Engineer Andre Louis Otte Forson Villepi ကနေစခဲ့တာပါ။သူက1990မှာပထမဆုံးနမူနာပုံစံကိုထုတ်ခဲ့ပါတယ်။ဒီနမူနာပုံစံကိုစိတ်ဝင်စားလာတာကအခြားသူတွေမဟုတ်ပါဘူး။ပြင်သစ်စစ်တပ်ကပါ။ ါကြောင့်စစ်တပ်ကသူ့ကိုပထမကဘာစစ်အတွင်းမှာတုံဖို့30-50မီလီမီတာလျှက်စစ်အမြောက်ကိုဖန်တီးပေးဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နမူနာပုံစံကနေဘာမှမဖြစ်ခဲ့ပါဘူး။ဒီလိုဖြစ်မလာခဲ့တဲ့အပြင်ပထမကဘာစစ်အပြီးမှာပြင်သစ်စစ်တပ်ကဒီစိတ်ကူးကိုဂရုမစိုက်တော့ပါဘူး။ဒါပေမဲ့စိတ်ကူးတွေကဘယ်တော့အခါမှပျောက်ကွေရိုးထုံးစံမရှိပါဘူး။ဖော်ရှင်ရဲ့စိတ်ကူးဆိုတာကအမြောက်တစ်ခုဒီအမြောက်ကလျှက်စစ်တန်လိုက်စွန့်အင်နဲ့မျက်နှုံးမြင်တဲ့ကျေစံကိုပြစ်ခတ်နိုင်တဲ့စိတ်ကူးပါ တမျိုးကြလက်နဲ့တွေဖြစ်တဲ့တနဲ့နဲ့အမြောက်တွေလို့မတူပဲကိုွေထွဲနေတဲ့စစ်ကူပါကျွန်တော်တို့မြင်တွေ့နေရဖြစ်တဲ့တမျိုးကြလက်နဲ့တွေဆိုတာရန်ကိုအရှိခံတဲ့ပောက်ကွေအအပေါ်မှာမူတည်ပါတယ်ရေဂန်ကတော့လျက်စင်းနဲ့တန်လိုက်စွန့်အင်တွေအပေါ်ပဲမူတည်တာပါစစ်တပ်ရဲ့ website တွေမှာဆိုရင်တကယ်အလုံးလုံးတဲ့ရေဂန်မှာအဓိကအစိပ်ပိုင်း၃ခုပါတယ်လို့ပြောထားပါတယ်ပထမအစိပ်ပိုင်းကတော့ပြစ်ခတ်ဖို့လိုအပ်တဲ့စွန့်အားကိုပေးနိုင်တဲ့လျက်စင်းစွန့်အင်အရေးအမြစ်ပါဒီအစိပ်ပိုင်းကလက်နက်စနစ်တစ်ခုလုံးမှာအရေးပါဆုံးဖြစ်တယ်လို့အသုံးပြုနိုင်ဖို့အတွက်လိုရတာကလည်း ပညာရှင်တွေအတွက်စင်ခေါ်မှုတစ်ခုပါပဲ။ rape လို့ခေါ်တဲ့ပြေးလန်းဒါမှမဟုတ်ပြောင်းကားတော့ဒုတိယအစိတ်အပိုင်းပါ။ဒီအစိတ်အပိုင်းကိုလျှက်ကုနိုင်တဲ့တတူတွေနဲ့ဖန်တီးထားရပါတယ်။အဓိကကတော့လျှက်စစ်တွေစီစဉ်နိုင်တဲ့တန်လိုက်တုံးကြီးတွေလို့ပြောပါလိမ့်မယ်။ဒီနေရာမှာအဖိုးတိုင်းနဲ့အမားတိုင်းဆိုပြီးတော့မှအပိုင်းနှစ်ခုထပ်ပြီးပါပါတယ်။သူတို့တွေကကျေးဇံကိုလစ်ပန်းနိုင်အောင် လုပ်ပေးတာပါ။ဒါရီယာမြောက်အဓိကအစိတ်အပိုင်းကတော့အမေဆာလို့ခေါ်တဲ့လျှက်စစ်တွေကုနိုင်တဲ့ကိရိယာပါ။ ူကတော့အဖို့နဲ့အမတိုင်ရဲ့ဂျားကိုဆက်တွေ့ပေးတဲ့အရာဖြစ်တယ်လို့လျက်စီနဲ့ဂျေဆန်အရှင်ကိုလည်းဖန်တီးပေးနိုင်ပါတယ်ဒီတော့လက်နက်ကဘလို့အလုပ်လုပ်တာလဲပထမဆုံးအနေနဲ့ကတော့ပြစ်ခတ်လိုက်မယ်ဆိုရင်စွန့်ရင်အရင်အမြင်တစ်ခုခုကနေလျက်စစ်လိုင်းကိုပို့လိုက်ပါတယ်ဒီလျက်စစ်လိုင်းကပြောင်းမှရှိတဲ့အဖို့တိုင်စီကိုစီးတော့ပါတယ်အဖို့တိုင်မှာစီးဝင်နေတဲ့လိုင်းကိုအမေရှာကအမတိုင်စီကိုဖြန့်ပြစ်လိုက်ပါတယ်ဒီကျင်နဲ့ပဲဂျေဆန်ကပြောင်းဝမှာတော်ပြီးတော့မှအချိန်ပြင်းပြင်းနဲ့ ထွက်တော့ပါလေသူရဲ့အချိန်ကအတန်ထက်မြန်တဲ့အချိန်နှုန်းဒါမှမဟုတ်တရိုင်းကိုမိုင်9000နဲ့300အချိန်နဲ့ပါဂျပန်ကလုထားတဲ့ရေကန်မှာတော့အချိန်နှုန်းကအတန်ထက်9000အမြင်တယ်လို့သိရပါလေဒါကအရင်မြန်လွန်းတဲ့အတွက်ကမ္ဘာမှာလည်းရှိသုံးနေကြတဲ့ဘေးစစ်လက်နက်ကိုမဆိုအမိလိုက်နိုင်ပါလေရေကန်ရဲ့စစ်ကူကရိုးရှင်းနေပေမဲ့ပြဿနာတွေကလည်းရှိနေတာပါဒီပြဿနာကပဲဖော်ရှင်ရဲ့စစ်ကူကိုတကယ်လက်တွေ့မှာဖြစ်အောင်လုပ်ဖို့ခေးညံတာပါဒီပြဿနာတွေကတခုကတော့ပြောင်းတစ်ခုတည်းကိုပဲတုံးပြီးတော့မှ အကြိမ်ကြီးများများပြစ်ခတ်နိုင်ဖို့အတွက်ဖန်တီးရတဲ့ကိစ္စပါပြစ်ခတ်ဖို့အတွက်ဆိုရင်လျှက်စေးစွန့်အင်တွေကိုဘိုးအားတင်သွင်းစီပြီးတုံးရတဲ့အတွက်ကြစ်ထွက်သွားမဲ့ပြောင်းကိုမြန်မြန်ပြက်စီးစေပါတယ် website တွေကအဆက်လက်တွေမှာဆိုရင်တော့တကယ်အလုံးလုံးနိုင်တဲ့ regen မှာတမိနစ်ကိုအရှက်ရည်ရှောက်ကြိမ်ပြစ်နိုင်ရမှာဖြစ်ပြီးတော့ပြောင်းရက်တက်တန်ကအကြိမ်ကြီး3000အထိခံနိုင်ရမယ်လို့ပြောထားပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ခဲ့ရင်တော့မှလက်ညှိုးစနစ်ကလည်းစကားပြောပါသေးတယ်ဒီလိုမှမဟုတ်ရင်အချိန်ပြင်းပြင်းနဲ့ပြစ်ခတ်နိုင်တာတော့မှ ြင်ဘက်ကိုထိမှန်နိုင်ဖို့ကမတေချာတဲ့လက်နက်ဆိုပြီးဖြစ်နေမှာပါဒီလက်ညွန်စနစ်ကလည်းလျှက်စစ်တွေစီစဉ်မဲ့အားကိုခံနိုင်ရမှာဖြစ်သလိုအပူချိန်100ဒီဂရီစင်တီဂရိတ်အပူကိုလည်းရန်ဆိုင်နိုင်ရမှာဖြစ်ပါတယ်ဒီနေရာမှာတနက်ပြောင်းဝါးကနေဖြစ်လာမဲ့ပလက်စမာဖွေးစည်းပုံနဲ့ရေဒီယိုတတိကြောတာတွေကိုပါလက်ညွန်စနစ်ကခံနိုင်ရရှိမရှိစဉ်းစားရပါဦးမယ်ဒီကိစ္စတွေကအမေရိကန်အနေနဲ့ဆေးစုနေနေရှိသူရတနာတွေလုံးနေခဲ့တာတော့မှလုံးဝမဖြစ်ရှင်းနိုင်သေးတဲ့ပြဿနာတွေပါ ဒီတော့အမေရိကန်ကတော့မဖြစ်ရှင်းနိုင်သေးတဲ့ပြဿနာတွေရှိနေတာကိုဘာလို့ရေဂန်တွေကိုဖိတိချင်ကြတာလဲစစ်မြပြမှာတော့ရေဂန်ကိုနိုင်ငံတစ်ခုအနေနဲ့ပိုင်ဆိုင်ထားရတာကအမြင့်ဆုံးအရှိန်နဲ့တောင်းနိုင်တဲ့လက်နက်တစ်ခုကိုပိုင်ဆိုင်တာပါပဲတင်မော်တစဲမှာတက်ဆင်ထားရင်အဲ့ဒါကလက်ရှိရှိနေတဲ့ဘေးမန်ဆိုင်းရဲ့အရှင်ကိုမစိုးကောင်းကောင်းကင်တွေ့နိုင်ပါတယ်အဓိကကတော့တရုတ်ကနေပြီးလုံနေတဲ့ hypersonic တွေရဲ့ရန်ပါပဲတင်မော်တွေမှာတက်ထားတဲ့ရေဂန်အပြင်မြေပြင်ပေါ်မှာတက်ထားတဲ့ရေဂန်တွေကလည်းမျက်နှုံမြင့်လက်နက်တွေကိုဟန်တားနိုင်ပါတယ် ရေဂန်လို့ဆိုတိုင်းရင်အတူတူပါပဲစစ်ဘက်နေပေတစ်ခုတည်းမှာမဟုတ်ပဲအစားနေပေမှာပါဒီလက်နက်ကအသုံးဝင်ပါတယ်ဥပမာဆိုရင်လေကြောင်းအာကာသနေပေကိုပြရမှာပါကမ္ဘာလူတွေကိုဝင်လာနိုင်တဲ့ဥက္ကဋ္ဌကြီးတွေကိုရေဂန်နဲ့အစိမ့်စိမ့်အမော်မော်ဖြစ်အောင်ခွေးလို့ရပါတယ်နောက်ပြီးတော့ဂျူဒူးတွေကိုပါပြစ်ချနိုင်ပါတယ်ဒါပေမဲ့ဒီကိစ္စတွေကအခုထိတော့စမ်းသက်တာမရှိသေးသလိုဒီအဆင့်ထိလည်းမရောက်ကြသေးပါဘူးရေဂန်ရဲ့အားသာချက်ကတော့ဇင်းလုံးတက်တာပါအမေရိကန်ကစင်ကာနေအစင်ယူပြီးတော့မှကုန်ကျစရိတ်တန်900နဲ့ ရေဂန်ကိုသူတေသနာလုပ်ပါတယ်။သူတေသနာမှာတော့ဒါကကွန်ပျူတာစရိတ်များတယ်လို့ပြောနိုင်ပါတယ်။ American ရဲ့ AGN-183 ARRW hypersonic missile သူတေသနာမှာဆိုရင်တန်း480ပဲကုန်ကျခဲ့ပါတယ်။ရေဂန်တက်တောင် မှာတန်း20နေနေပါတယ်။နောက်ပြီးတော့ရေဂန်မှာငွေကုန်ခဲ့တာတော့မှအတော့ပြုနိုင်တာတွေမရှိခဲ့ပါဘူး။အတော့မဝင်တာတော့မဟုတ်ပါဘူး။တက်ဆက်နိုင်တဲ့အဆင့်အထိရောက်ရင်အတုံးပြုလို့ရတဲ့ကုန်ကြားစည်းကအတော်ကိုတက်တာပါတယ်။သူရိတနာမှာသာကုန်ကြားစည်းပို့ပေမဲ့တကယ့်အတုံးပြုနိုင်ရင်ကုန်ကြားစည်းက ာမင်လန်နဲ့တွေထက်မဆူစလောက်လေးတော့မဟုတ်ဒီဘက်ဆိုင်တွေထက်တာပါတယ်။စီးရဲတဲ့င်းတွေမှာတော့ရေဂန်ရဲ့ဂျေကဇင်းလုံးအရဆိုရင်ဒေါ်လာ2500တော့ပဲရှိတယ်လို့ပြောပါတယ်။2500ဆိုတဲ့ပမာဏကကျွန်တော်တို့တွေအတွက်သာများတဲ့ပမာဏဆိုပေမဲ့စီးရဲနဲ့ပစ္စည်းတွေအနေနဲ့ကတော့ဒါကတက်တာတယ်လို့ပြောရပါပါ။အမေရိကန်မှာရှိတဲ့ကာကွယ်ရေးစနစ်တွေမှာတုံးနေတဲ့မဆိုင်တွေထက်ဈေးအရပိုနေပါတယ်။အများဆုံးတုံးတဲ့ဒီ SMC မဆိုင်ဆိုရင်ဒဇင်ကိုဒေါ်လာ3.9သန်းရှိပါတယ ဒါကအမေရိကန်မှာအများဆုံးသုံးတယ်လို့ပြောရမယ်။ကာကွယ်ရေးမဆိုင်နဲ့ရှင်းကြည့်တာပါ။ဒေါ်လာ2000ကျွေးဈေးနဲ့ဆိုရင် SMC တစ်စင်းရဲ့ကုန်ကြဈေးက Reagan ကျေ150ဈေးရှောက်ခုကိုဝေးနိုင်ပါတယ်။အထုပ်ပြုလာနိုင်ရင်တော့ဒါကအကျိုးရှိတဲ့လက်နဲ့ကုန်ကြဈေးတက်တာတဲ့လက်နဲ့ဖြစ်ပေမဲ့သူမှရှိတဲ့ပြဿနာကဖြည့်ဆင်းဖို့ခက်ခဲ့ပါတယ်။ဒါကြောင့်လည်းမပြေနိုင်ဘူးလို့တော်တော်များများကယူဆကြတာပါ။ဒါတွေကပြီးခဲ့တဲ့နှစ်တွေမှာရှိခဲ့ကြတဲ့အယူအဆတွေပါ။ဒီတော့ဂျပန်ရဲ့ Reagan စီကိုကျွန်တော်တို့ပြန်တော့ရအောင်ပါ။ ဂျပန်က Regam ကို2023မှာရေပြင်နဲ့ပထမဆုံးဆန့်သက်ခဲ့ပါတယ်။သူတိတနာလုပ်တာကတော့2015ကတည်းကလို့ပြောပါတယ်။အဲ့ဒီကနေ2020နှစ်အထိအချိန်တွေကနမူနာပုံစံအောင်အောင်မြင်မြင်နဲ့ထွက်လာအောင်လုပ်ကြတဲ့ကာလပါ။2020ကသူတိတနာလုပ်တာတနည်းဝန်းကျင်ပဲရှိသေးတယ်ဆိုပေမဲ့ဂျပန်ကတော့ဒီလနဲ့ရဲ့အစောဆုံးနမူနာကိုထုတ်နိုင်ခဲ့ပါတယ်။ဒီနမူနာလည်းနဲ့ကနေခြေစံကိုတနအီကိုမိုင်၄400ကျော်တဲ့အချိန်နှုန်းနဲ့ပြည့်ခက်တားနိုင်ခဲ့ပါတယ်။ဒါကအတန်ထက်၆ဆနီပါရှိတဲ့အမြင်နှုန်းပါ။ 2016နောက်ပိုင်းမှာမြေပြင်ဆန်းသက်မှုလုပ်ခဲ့ပါတယ်2018ှမှာလည်းနောက်တစ်ကြိမ်ဆန်းသက်ပါတယ်ဂျပန်ကသူတို့ရဲ့လက်နက်စီမံကိန်းကိုအလေးထားပါတယ်2020ကဘတ်ဂျက်တောင်းခဲ့တဲ့ကိစ္စမှာဆိုရင်ရေဂန်အတွဲဆိုပြီးပါတောင်းခဲ့ပါတယ်စီမံကိန်းမှာပါတဲ့ ATLA အဖွဲ့ရဲ့ပြောခွင့်ရကတော့2023ဆန်းသက်မှုနဲ့ပတ်သက်ပြီး2020ဘဏ္ဍာရေးနှစ်ကနေစခဲ့တယ်ကျွန်တော်တို့ရေဂန်ရဲ့အစောပိုင်းအရာတွေနဲ့နှိပညာတွေအတွက်ရည်ရွယ်ပြီးတော့မှသူတည်တနာလုပ်တယ်လေ ဇက်တိုက်ပြစ်နိုင်တာနဲ့လှုပ်ရှားနေတဲ့အချိန်မှာတည်ငြိမ်အောင်လုပ်တာတွေလည်းပါပါတယ်။ဒါတွေကရီဂမ်ရဲ့တကယ်တက်ဆင်အထုပ်ပြနိုင်မှုမှာအရေးကြီးတယ်လေလို့ပြောထားခဲ့မှုပါတယ်။ဆက်သက်မှုမှာဆိုရင်ဂျပန်ရေတပ်ကကုမ္ပဏီတစ်ခုနဲ့သဘောတူတာတွေကိုလုပ်ခဲ့ပါတယ်။ဒါကတော့40မီလီရီဂမ်ကိုတက်ဆင်နိုင်ဖို့နဲ့အပိုပစ္စည်းထုတ်ပေးဖို့သဘောတူကြတာပါ။ဘေးကုမ္ပဏီဆိုတာကိုတော့မထုတ်ပြန်ခဲ့ပါဘူး။စစ်တဲင်းတွေယူဆကြတာက Japan Steel Works လုပ်ငန်းစုဆိုပြီးတော့မှပြောကြပါတယ်။ဘာကြောင့်ဒီလိုယူဆရသလဲဆိုရင် ပြီးခဲ့တဲ့2020နှစ်မှာဒီလုပ်ငန်းစုနဲ့ ATLA ကဒေါ်လာ48သန်းနီးပါးတင်တဲ့စာချုပ်တစ်ခုကိုရှုပ်ဆိုခဲ့မှုတဲ့အတွက်ပါဒီစာချုပ်မှာပါတဲ့အချက်ကတော့ Reagan နမူနာပုံစံကိုထုတ်ပေးဖို့ပါပဲဒါကြောင့် ATLA နဲ့ Japan Steelwork ကတလှေတဲ့အတူစီးနေတာအရှင်တစ်ခုရှိပြီလို့ပြောရပါလိမ့်မယ်လက်နက်ထုတ်လုပ်ပြီးတဲ့အချိန်မှာတော့စံသက်တာတွေလုပ်ရပါတယ်ဂျပန်ကသူ့လက်နက်တွေစံသက်ချိန်မှာအမြင့်သုံးနေကြဖြစ်တဲ့ JF Isuka တင်ပေါ်မှာ Reagan ကိုတက်ဆင်လာပါတယ်ဒါကို ATLA က H မှာ2023တုန်းကတင်ခဲ့ပါတယ် အဲ့ဒီအချိန်တုန်းကပင်လယ်မှာပထမဆုံးစံတက်တာပါ2025ဇူလိုင်ကလည်းစံတက်မှုကိုလုပ်ခဲ့ပါတယ်အဲ့ဒီတော့ကတော့ပင်လယ်ပြင်တွင်းကပထမဆုံးပြစ်မှတ်ကိုပြစ်ခတ်ပြတာပါနှစ်နှစ်စလုံးကစံတက်မှုတွေအောင်မြင်ခဲ့ပါတယ်အသေးစိတ်အချက်တွေကိုတော့ဂျပန်ကမထုတ်ပြန်ပါဘူးဒီတော့အရင်ကဖြစ်ခဲ့တဲ့မြင်ပြန်စံတက်မှုတွေအပေါ်မှာအရှိခံပြီးပဲကျွန်တော်တို့ကြည့်ရမှာပါ2026စံတက်မှုမှာကျေဆန်ရက်အချိန်က Mac 5.8အထိအမြင်လို့ရှိပါတယ်2018မှာတော့6.5အထိရောက်လာပါတယ်။ဒါကြောင့်2023နဲ့2025စံတက်မှုတွေမှာ ကျေဆန်ရဲ့မျက်နှုံးကအနည်းဆုံး6.8ကနေ9အထိရှိလာနိုင်ပါပြီဒီထက်များရင်လည်းများနိုင်ပါတယ်ဒီအတိုင်းအတာတွေကအတန်ထက်အစားဘလောက်မြင်တယ်လဲဆိုတာကိုပြပါတယ်ဒီလနဲ့စီမံကိန်းမှာ ATLA ကအရေးပါဆုံးပါဂျပန်ပြည်တွင်းက Japan Steelwork နဲ့ရေတပ်အပြင်နောက်ထပ်မိဖက်ကလည်းသူ့မှာရှိပါတယ်ဒါကတော့အားလုံးလည်း American လို့ထင်ကြမယ်ထင်ပါတယ်ဟုတ်ပါတယ် American ပါပဲ2023လုံးကဂျပန်အနေနဲ့ Reagan ကိုလူမြင်ကွင်းထုတ်ပြပြီးတော့မှနှစ်လအကြာမှာပဲ ရုတ်ကသူတို့စီမှာလဲကြေများများပြည်နိုင်တဲ့ Regam ရှိတယ်ဆိုပြီးတော့မှထုတ်ပြန်ပါတယ်။တရုတ်ပြောစကားဘယ်လောက်မှန်တယ်လဲတော့မသိရပါဘူး။စက်တက်မှုတွေနဲ့အောင်မြင်မှုရှိမရှိကတော့မသိရပါဘူး။တရုတ်အနေနဲ့ show ဝတ်တက်တာမှန်ပေမဲ့ဒီလိုအစင်းမြက်လက်နက်တွေဆိုရင်တက်တင်တဲ့တကွာထုတ်ပြတတ်ပါတယ်။ကိုပြောင်းဒရုန်းနဲ့လေယာဉ်အသေးကိစ္စကိုပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်သိတာပါတယ်။တရုတ်ကတကယ်တမ်းမှာတော့ Regam ဤပညာမှာဂျပန်ထက်အပုံကြီးရှည်လန်းနှေးတာကိုလက်ခံကြပါတယ်။နောက်ပြီးတော့မှ American နဲ့ Japan ပေါင်းလုံးနေတာကိုသူတို့သိပါတယ်။ဒီတော့ အမေရိကန်ဘက်ကဘာတွေကိုလုပြနိုင်ခဲ့တာလဲဆိုတာကိုဆက်ပြီးကြည့်အောင်ပါအမေရိကန်ကဂျပန်ထက်ဆော်ပြီးတော့မှရီဂန်ကိုဆန့်တက်တဲ့နိုင်ငံပါ2010ခုနှစ်ပိုင်းမှာဆိုရင်အောင်မြင်ဖို့တော်တော်လေးနှိစက်တော့တယ်လို့ပြောရမှာပါ2011ကစပြီးတော့မှအကျဉ်းရတစ်ထောင်လောက်ပြင်နိုင်မဲ့ရီဂန်ကိုတစ်ခုပြီးတစ်ခုဖန်တီးလာပါတယ်အဲ့ဒီတော့ကတော့ Reagan တခုကိုအနည်းဆုံးအကျဉ်20နဲ့အများဆုံး100လောက်ပဲပြစ်နိုင်ခဲ့ပုံရပါတယ်။နမူနာတွေအားလုံးပေါင်းရင်အကျဉ်းရေ1000လောက်ပြစ်နိုင်ပါတယ်။2018မှာတော့တခုတည်းကနေပဲအကျဉ်းရေ1000အထိ ပြေလို့ရမယ့်လက်နက်ကိုစပြီးဖန်တီးပါတယ်။ဒါပေမဲ့ဘတ်ဂျက်တွေနဲ့နှိပညာအခက်အခဲတွေကြောင့်2021မှာပဲစီမံကိန်းကိုရပ်လိုက်ရပါတယ်။တရုတ်ကတော့အခွင့်အကောင်းယူပြီးတော့သူရဲ့ Reagan စီမံကိန်းကိုမကြခင်မှာပဲအချိန်တိုးလာပါတယ်။တရုတ်က2018မှာစပြီးလုပ်နေပါပြီ။ဒါပေမဲ့မအောင်မြင်သေးပါဘူး။ဂျပန်ကသူ့ထက်၃နှစ်ပိုစောပါတယ်။တရုတ်မစင်းစားမိတာကဂျပန်ကိုအမေရိကန်ကကူညီနိုင်တယ်ဆိုတဲ့အချက်ပါ။2014မှာဒီကိစ္စကတရားဝင်ဖြစ်လာပါတယ်။ ဂျပန်ဘက်ကနေပြီးတော့မှသူ့ရဲ့အရာရှိတချို့ကို American C ပို့ပြီးတော့မှ Reagan ဤပညာအကြောင်းဆွေးနွေးခိုင်းခဲ့ပါတယ်၂၀၂၃ခုနှစ်ကရေပြင်မှာစမ်းသပ်အောင်မြင်တဲ့ဖြစ်ရပ်ဆိုတာအမေရိကန်လည်းပါဝင်ပတ်သက်ပါတယ်။တကယ်တော့ဒီ၂၀၂၄မတိုင်ခင်ကတည်းကဂျပန်အရာရှိတွေကိုရေဂန်အတွက်လွှတ်ထားပြီးသားပါ။နောက်တော့တောင်ကိုရီးယားအမေရိကန်နဲ့ဂျပန်ကပူးပေါင်းလာကြပြီးတော့မှရေဂန်အတွက်လည်းတက်ရောက်လာပါတယ်။ဒီနိုင်ငံ၃ခုထဲမှာဂျပန်ကတော့ရေဂန်ကိုလုံးဝအာရုံစိုက်တဲ့နိုင်ငံလို့ဆိုရပါမယ်။ဒီတော့ ဘာဖြစ်လို့ဂျပန်ကအမေရိကန်ကတော့အောင်အောင်မြင်မြင်မလုပ်နိုင်သေးတဲ့ရေဂန်လက်နဲ့အပေါ်မှာအာယုံပိုဆိုင်ရတာလဲအဖြေကတော့တရုတ်နဲ့လုံးဝသက်ဆိုင်ပါတယ်တရုတ်ဘက်ကရေဂန်ပြည်ညာမှာဂျပန်ထက်တာရဲလို့လေလုံးထွက်ပြနေလေဂျပန်ဘက်ကတကယ်ထုတ်ပြတဲ့အချိန်မှာဘေကျဲမှာတော့တက်တည်မပြနိုင်သေးပါဘူးအဓိကကတော့ဂျပန်ဘက်ကထုတ်မပြခဲ့အချိန်တွေမှာတရုတ်ကဒီကိစ္စကိုကြောလုံးတစ်ခုအနေနဲ့ပြောနေခဲ့လို့ဂျပန်လည်းအာယုံဆိုင်ရတာပါအာယုံဆိုင်ရတဲ့နောက်တစ်ချက်ကတော့တရုတ်ရဲ့ hypersonic တွေကြောင့်လည်းပါပါတယ် နိုင်ငံတကာစစ်လက်နက်သတင်းအရင်းအမြစ်တွေမှာဒေါဖန် DF27 ကိုတရုတ်က2021မှာစပြီးတော့မှစစ်တပ်ထိမှအတုံးပြူလာတယ်လို့ပြောပါတယ်။ဒီမဆန်းအကြောင်းကိုအမေရိကန်ဘက်ကစောင့်ကြည့်တာတွေလုပ်နေတဲ့အချိန်အတွင်းမှာပဲတရုတ်ကစစ်တပ်ထိမှတုံးလာတာပါ။အတော်ကိုမြန်တဲ့လက်နက်သုတေသနတစ်ခုကိုတရုတ်ကလုပ်ပြတော့ခဲ့ပါတယ်။ပိုပြီးစိုးရင်စရာကဒီလက်နက်က hypersonic အလျင်အထိရောက်နိုင်တယ်လို့မိုင်3000နဲ့100ကျော်ကနေ4000နဲ့900အတွင်းကပြင်မှတ်ကိုပါပြစ်နိုင်တာပါ။ ဒီအကော်ဝေးက American အထီးတောင်မှရောက်နိုင်တယ်ဆိုတဲ့အကော်ဝေးပါအဓိကရောက်နိုင်ဆုံးကတော့ Guam နဲ့ Hawaii ဒေသပါပဲဒါကြောင့် Japan Sea ကိုလည်းဒီမန်ဆိုင်က AACC ကိုရောက်နိုင်ပါတယ်2023 February 25မှာဆိုရင်တရုတ်ကဒီမန်ဆိုင်ကိုစမ်းသပ်ခဲ့ပါသေးတယ်ဘယ်ကနေစမ်းသပ်ခဲ့သလဲဆိုရင်တော့တရုတ်နိုင်ငံအနောက်ပိုင်းရှင်ကျင်းဝီဂါဒေသကနေပါဒီနေရာကနေပြေလွှတ်လိုက်တဲ့လက်နက်က7မိနစ်လောက်ပြန်တန်းရင်းနဲ့မိုင်ပေါင်း1300အဝေးမှာရှိတဲ့ဂျပန်ပင်လယ်တွေကိုကျခဲ့ပါတယ်။အဲ့ဒီစမ်းသပ်မှုမှာဆိုရင်နိုင်ငံတကာဘက်ကယူဆတဲ့အတိုင်းပဲ မဆိုင်က hypersonic အစိမ်းနဲ့ထိပ်ဖူးတွေကိုတင်ဆောင်သွားနိုင်ခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဌာနရဲ့အစည်းအဝေးခန်းစာတွေမှာဆိုရင်ဒီလက်နက်ကအရေးအတွက်နေနေသေးပေမဲ့တရုတ်ပြည်မှာကြီးကအဓိကနေရာတွေမှာဖြန့်ကျက်နိုင်ပြီလို့ပြောထားပါတယ်။အဓိကအချက်ကဂျပန်အနေနဲ့စိုးရိမ်ဖို့တင်တဲ့အချက်ပါပဲ။မဆိုင်ကိုထေက hypersonic အစိမ်းနဲ့သွားနိုင်မသွားနိုင်တော့မသိရသေးပေမဲ့ထိပ်ဖူးတွေကတော့အသေးအစားသွားနိုင်တယ်ဆိုတာကိုသိကြပါတယ်။ဒါတော့ဂျပန်အနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်စိုးရိမ်ရပါတယ်။တရုတ်ကနေ2023မေလမှာထွက်လာတဲ့သုတေသနအချက်လက်တွေမှာတော့ သူတို့က hypersonic missile တွေနဲ့ American Lion တွေကိုပစ်ဆနိုင်တယ်ဆိုပြီးတော့မှဖော်ပြထားခဲ့ပါတယ်။ဒါကြောင့် Washington ကိုပါစိတ်မလုံခြုံမှုတွေပေးနိုင်ခဲ့တာပါ။ဒီလိုအကြောင်းတွေကြောင့်ပဲ American က Reagan ညပညာမှာအာယုံစိုက်နေတဲ့ဂျပန်ကိုအခုအညီတွေပေးလာတာပါ။ Indo-Pacific ကမဟာမိတ်အတွက်လည်းဒါကဆက်ဆက်ရေးခိုင်မာစေနိုင်တဲ့အချက်လေးဖြစ်ပါတယ်။ဒီတော့ Japan Reagan ကတရုတ်ရဲ့ DF-27 ကိုကင်တွေနိုင်တယ်ဆိုတဲ့အမြင်တွေကဖြစ်လာခဲ့ပါတယ်။ဒီတော့ DF-27 ကတကယ်ပဲအန္တရာယ်ကြီးတာလား။ ဒါကတော့စီးရီးရှိုးဝဲချက်အနေနဲ့ဖြစ်လို့အတိအကျပြောလို့တော့မရနိုင်ပါဘူး။တေချာတာကတော့ဒီလက်နက်ကအသုံးပြနေပြီဆိုပေမဲ့စမ်းသက်စေအဆင်းမြင့်နေစေပါ။နောက်ပြီးတော့ဒီအဆင်းမှတော့တော်တော်လေးကိုစိုးရင်ရတယ်ပြောပါပဲ။နောက်ပြီးတော့မှဒီအဆင်းမှတော့တော်တော်ကိုစိုးရင်ရတယ်လို့ပြောရပါလိမ့်မယ်။ဂျပန်ရဲ့ရေဂန်ကလည်းတရုတ်အတွက်ဒီလိုပါပဲ။စမ်းသက်နေစေဖြစ်နေတာတော့မှတရုတ်ကလည်းဒါကိုသတိထားရပါတယ်။ဒီတော့ဂျပန်ရဲ့ရေဂန်ကဘယ်လိုအတိတ်ပဲဆောင်းတာလဲ။ဂျပန်ကကမ္ဘာစစ်အပြီးမှာ စည်ရင်အားတွေရှော့ရှာခံရသလိုတိုးရှင်းမဲ့ကိစ္စတွေကိုပါကန့်သက်ခံရပါတယ်။ဒါပေမဲ့2020နှစ်မှာတော့ဖြေဆော့မှုတွေဆလုပ်လာပါတယ်။ယူကရိန်းစစ်ပွဲနဲ့တရုတ်ရဲ့ဩဇာရှိထွေမှုတွေကဒါနဲ့ပတ်သက်ပြီးတက်ဆိုင်တဲ့ကိစ္စတွေပါ။နှစ်ရှည်စည်ရင်အတုံးစည်ရဲ့အနေနဲ့ဒေါ်လာ380ဘီလီယံကိုတုံးရမယ်ဆိုပြီးတော့မှဂျပန်ဘက်ကကြေညာလာပါတယ်။နောက်ပြီးတော့မှတင်ပြတိုက်ခိုက်ရေးမှာမူဝါဒသိမ်းမရှိတဲ့အနေအထားကလည်းတိုက်ခိုက်ရေးအတွက်လက်နက်တွေကိုဝေဖို့လုပ်လာပါတယ်။စေအတုံးစည်းရိမ်မှာလည်းအမေရိကန်နဲ့တရုတ်ပြည်ရဲ့တတိယအများဆုံးတုံးတဲ့နိုင်ငံဖြစ်အောင်လို့ရည်ရွယ်လာပါတယ်။ တရုတ်ကတော့ဒါကိုသဘောမကျပါဘူးအိမ်နေတဲ့စစ်ဘလူးကိုနှိုးနေတာဆိုတဲ့အမြင်မျိုးရှိပါတယ်တကယ်တည်းမှာတော့ဒါတွေဖြစ်လာအောင်အစပြိုးနေတာကဘေကျန်းဘက်ကပါတောင်တရုတ်ပင်လယ်မှာနိုင်ငံတကာကကဲကွက်နေတဲ့ဂျာကနေကျွန်းထုတွေတိဆောက်တာအာဆီယံနိုင်ငံတွေရဲ့ရေပိုင်နဲ့ထင်းဝင်ပြီးနေတာဒါတွေကနေတရုတ်ကဇလန်ဆက်ခဲ့တာပါဂျပန်နဲ့ဝေးပင်မဲ့ဒေတာတွေနဲ့ဆိုင်တဲ့အပြင်နောက်မှာဂျပန်ရဲ့လုံခြုံရေးကိုပါထိခိုက်နိုင်ပါတယ်ဒါကြောင့်ရေဂန်ကတရုတ်ဩဇာရှစ်ထွင်မှုကိုကန့်သက်ပေးမဲ့လက်နက်တွေတွေကတခုအနေနဲ့ဖြစ်လာပါတယ်။တရုတ်တဲ့ရောဒီလက်နက်ကဘယ်လိုအထိပ္ပယ်တက်ရောက်တယ်လဲ ။ပြေကြတာကတော့ပြေကျဲကသဘောမကျတာပါ။အင်အားတိုးရှင်းမှုကိုတရုတ်ဘက်ကဒီလိုအကြောင်းပြပါရတယ်။အတိတ်ကာလမှာသူတို့တရုတ်နိုင်ငံကဂျပန်အပါအဝင်အနောက်နိုင်ငံတွေရဲ့ဆွဲဖက်မှုတွေဖိနှိပ်မှုတွေနဲ့ကြုံခဲ့ရတယ်။အင်အားမရှိလို့ကြုံရတာ။ဒါကြောင့်အင်အားတိုးရှင်းတာဆိုပြီးတော့မှအကြောင်းပြပါရတယ်။ဒါပေမဲ့တရုတ်ရဲ့ရှင်လန်းကအင်အားတိုးရှင်းတာထဲကျော်လွန်ပါရတယ်။ဒေသတွင်းလွန်မိုးရေးကိုတိစောက်နေတာပါ။ဂျပန်ကတော့သူတို့တရုတ်အတွက်ခေအဆက်ဆက်မျက်စိစပုံမှုရစုစရာပါပဲတရုတ်ကိုတိမ်ပိုက်ပြည်သူတွေကိုရရဆက်ဆက်တက်ပြက်ခေလို့တရုတ်တွေကဂျပန်ကိုဘလို့မှအမြင်မကြည့်ခဲ့ပါဘူး အခုဒီ Reagan တွေဖြစ်လာချိန်မှာတရုတ်ကမခံနိုင်တော့ပါဘူးပိုပြီးဆိုးလာတာကလက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းအကျင်းတွေကြောင့်လည်းပါပါတယ်ဂျပန်နဲ့ American ကိုကြော်ကျင်တာကြောင့်အင်အားတိုးရှိလာပေမဲ့ဒီနိုင်ငံကခွေးလို့မရခဲ့လို့အခုဆိုရင်တရုတ်ကဒေါ်လာတွေနဲ့ဖြစ်လာပါတယ်ဂျပန် Reagan ဆိုရင်လည်းဒီ F27 တို့လိုတရုတ်ရဲ့ Hypersonic ကိုတင်ပြနိုင်လို့ဘေကျင်းကအဆွေမေးလာတယ်လို့ဖြစ်လာပါတယ်ဒေသတွင်းမှာငကားတကောင်လို hypersonic နဲ့ရေပတ်ဆင်နေတဲ့တရုတ်အတွက်ဒါကတည်ငောင်းဖြစ်မနေပါဘူး အမေရိကန်နဲ့ပူးပေါင်းပြီးတော့မှလက်နက်အသစ်အစမ်းကို ဖန်တီးနေတာကဘေကျင်းအိမ်မက်ကိုဖျက်လို့ဖျက်ဆီးလုပ်နေတာပါဘေကျင်းရလက်နက်ဘလောက်အစွန်းထက်တယ်လဲမသိရပေမဲ့ဂျပန်ရဲ့ရီကန်ကတော့2023 2025စံတမ်းမှုနှစ်ခုနဲ့နေတောင်တရုတ်ပင်လယ်မှာရှိနေတဲ့တရုတ်တင်ဘောတွေရော ကုန်းဘော်ကဟိုက်ပါဆိုနစ်တွေပါစိုးရင်ရသွားနိုင်ပါ रे နောက်ပိုင်းမှာဂျပန်အမေရိကန်ပူးပေါင်းမှုကတရုတ်အတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်လာနိုင်ဥပမာပါတရုတ်အိမ်မက်ကတော့လက်တော်တော်မှာငြိမ်သက်နေရပါ रे အချို့နေရာတွေမှာတော့တရုတ်အိမ်မက်ကအိမ်မက်အနေနဲ့ဆက်ရှိနေပါသေးတယ် ထိုင်ဝမ်ကိုတင်ပိုက်ရေးထုတ်လို့အိမ်မက်တွေပါဒီနေ့ပြောတော့တလောက်ပါပဲခင်ဗျာဒီဗီဒီယိုမှာပြောတော့တဲ့ Regan အကြောင်းနဲ့ပတ်သက်ပြီးတော့မာမီဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရှားရေးပေးတော့ကြည့်ဖို့တောင်းဆိုပါတယ်နောက်နေ့တွေမှာလည်းဂျပန်နဲ့ပတ်သက်တဲ့အတိတ်ကအကြောင်းတွေအတိတ်ကတရုတ်နဲ့ဂျပန်ကြားကစစ်ပွဲတွေအတိတ်ကရုရှားနဲ့ဂျပန်ကြားကစစ်ပွဲတွေမှာဂျပန်တွေဘယ်လိုမျိုးတိုက်ခိုက်တယ်လဲဆိုတဲ့အကြောင်းတွေကိုပါကျွန်တော်တင်ဆက်ပေးဥမှာမို့အဲ့ဒီဗီဒီယိုလေးတွေကိုလည်းလက်လွတ်မခံရစေဖို့အတွက် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရယ် subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်ကြည့်မှာပါနဲ့ပြန်တွေ့ကြရအောင်ပါ အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ Great အမှတ်စဉ်အောက်လက်မှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 912 625တုံညာကို6095953လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook page messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။ ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။